ဝင်ခံစားပြီးတော့ဆိုလိုက်တာပေါ့နော်ဟုတ်ဒီလိုလေးပါပဲရှင်တော့မှလေးနှစ်ပိုက် reverse ရော chorus ရောနှစ်ပိုက်စလုံးကပေါက်နေရရှင်ဟုတ် trend ဖြစ်တယ်လိုက်ဆော့ကြရအောင်နှစ်ခုစလုံး တချင်းဟိုဟိုပိုးကတချင်းလောက်ရရန်ဝါသနာပါတယ်တချင်းနားထောင်ရရလည်းအရန်ကြိုက်တော့လေဟိုဒီဒီလိုမျိုးကိုပထမဆုံးထုတ်တဲ့တချင်းကိုပထမဆုံးထုတ်တဲ့တချင်း first time မှာကိုတိုင်းလူတွေဟိုကြိုက်ကြရတဲ့အတွက်ပေါ့နော်နောက်ထပ်ထပ်အများကြီးတော့ထပ်လောက်သွားဖို့ရှိပါလေရှင်ဟုတ်တယ်ဟုတ်တယ်အိမ်မက်မက်ခဲငငယ်လေးကတည်းကတချင်းနေနဲ့ကြီးလာရရှင်ဟုတ် မျိုးရိုးတော့မရှိဘူးရှင်တချင်းကိုကိုကဝါသနာပါတယ်ပေါ့နော်အနောက်ထောင်ရလည်းအရင်ဝါသနာပါတယ်ဆိုရလည်းအရင်ဝါသနာပါရှင်ဟုတ်ကိုဝါသနာပါတဲ့အရာကိုကိုအခုချိန်မှာလှုပ်လိုက်တဲ့သဘောပါပဲရှင်ဟုတ် တချင်းကတော့နော်ပိုးကအဲ့လိုမျိုးပေါက်မယ်လို့လည်းမရည်ရွယ်ထားဘူးပေါ့နော်အမတ်တရအနေနဲ့ပဲတချင်းကိုလှုပ်လိုက်တာဒါပေမဲ့အခု TikTok မှာရောအကုန်လုံးအများကြီးလိုက်ဆော့ပေးကြတယ်အများကြီးလည်းလူတွေကြိုက်ပေးကြတဲ့အတွက်ဝမ်းသာပါရှင့်ဟာအစားတော့ကိုဆိုတဲ့တချင်းကိုပေါ့နော် TikTok မှာပိုးပြောတယ်လို့ပဲကိုဆိုတဲ့တချင်းကိုတစ်ယောက်နှစ်ယောက်လောက်ကအဲ့လိုမျိုးတစ်ခေါက်နှစ်ခေါက်လောက်ဟိုထက်ခါထက်ခါနားထောင်နေတော့မှကိုကအရင်ပျော်ပြီဆိုပြီးတော့စိတ်ကူးလေးရှိခဲ့တယ်ဒါပေမဲ့အခုအခုချိန်မှာပိုးတချင်းကိုအကုန်လုံးကလိုက်ပြီးတော့ဆော့ပေးကြတယ်အကုန်လုံးလက်ခံပေးကြတဲ့အတွက်အရင်ဝမ်းသာပါတယ်ဆိုပြီးပြောထားတာလေးဟာအဲ့လိုပါပဲရှင့် အရန်ဝမ်းတာလဲရှင်နောက်ထပ်လဲဟိုအများကြီးဆက်လုပ်ဖို့အားရတော့ရောက်သွားတယ်ရှင်ဟုတ်တက်တော့မှာလေနှစ်ပိုက် verse ရော chorus ရောနှစ်ပိုက်စလုံးကပေါက်နေရရှင်ဟုတ် trend ဖြစ်တယ်လိုက်ဆော့ကြရအောင်နှစ်ခုစလုံးတပုံလုံးတော့သဘောကျပါတယ်ဟုတ်ကိုကိုတချင်းဆိုတော့တချင်းနဲ့ဟိုကိုကဝင်ခံစားပြီးတော့ဆိုလိုက်တာပေါ့နော်ဟုတ်ဒီလိုလေးပါပဲရှင်ဟုတ် တချင်းဆိုတော့အခက်ခဲရတော့မရှိခဲ့ပါဘူးရှင်တချင်းက recording ကိုတော့နှစ်ရက်တော့သွားလိုက်ရတယ်ပထမတစ်ရက်သွားသွင်းတယ်တိတ်တဘောမကြောက်ဒုတိယခါပြန်သွားတယ်ဟုတ်အဲ့ချိန်မှာအဆင်မပြေွားကြီးဆိုတော့မှကိုလုံးဝကြိုက်ပြီးဆိုမှယူလိုက်တာပေါ့နော်ဟုတ်ဟုတ်တချင်းကတော့ပိုးကလေပိုးလက်ထဲမှာဒီတချင်းရောက်လာတာက6လပိုင်းကလေးက7လပိုင်းမှာကျတော့အကုန်လုံးကပိုးကပြီးွားပြီဟိုတင်မှုဟိုရောက်သွားပြီပေါ့နော်အကုန်လုံးအချောပြီးွားတဲ့အချိန်မှာပိုးကျမ်းမာရေးအခြေအနေတစ်ခုကြောင်းရက်ထားပြီးတော့မှ7လပိုင်းမှာမှ lyrics video လေးပဲတင်လိုက်တာပါရှင်ဟုတ်တချင်းကအမျိုးလူတွေအများကြီးကြိုက်ကြတဲ့ပုံမှာဟို music video ရိုက်တော့လေ music video ရိုက်ပေးပါဆိုပြီး တော့လာရေးကြရယ် comment တွေမှာလဲလေအဲ့တော့အော် music video ရိုက်ရမယ်ဆိုပြီးတော့ music video လေးကိုမြင်မြန်လေးပဲဟောစီစဉ်ပြီးရိုက်ဖြစ်သွားတာပါရှင်ဟာအခုတော့ music video 28ရက်နေ့ကတင်လာပြီပါပြီရှင်ဟာမမတရားတော့ရှိရယ်ပိုးကလေပထမဆုံးတရုပ်ဆောင်ပုံစံမျိုးလောက်ရဆိုတော့လေကိုကနည်းနည်းကင်မရာကြောက်တာလဲပါတယ်တော်တော်တော့ကြိုးစားလိုက်ရရှင်နည်းနည်းနှစ်ရင်တုံနေရပေါ့နော်ညင်တုံနေအဲ့ဒါတော့မပြောတတ်သေးဘူးပိုးတော့တော့အများကြီးခက်ခဲနေသေးရယ်ရှင်ဟုတ်ကဲ့ပါ ဟိုအဲ့ဒီတခြင်းကိုစဆိုမယ်လောက်တဲ့အချိန်မှာပေါ့နော်အရှိမနှစ်လသုံးလလောက်က vocal training နေတရားလေးလုပ်ထားတယ် vocal class တွေလည်းတရားလေး join ပြီးတော့ training တရားလေးလုပ်ပြီးတော့မှဟိုတခြင်းသွင်းတဲ့အချိန်မှာလည်းဟို teacher tracy နဲ့တရားလေးသွင်းထားတယ်ရှင်ဟုတ်နောက်တစ်ခုကကြတော့အသက်ကွက်တခြင်းပဲဒါပေမဲ့ဒီတခြင်းနဲ့ဟိုပုံစံလေးမတူဘိုက်မတူပဲနဲ့တမျိုးလေးပေါ့နော်အဲ့လိုလေးလာပါမယ်ရှင်ဟုတ်အသက်ကွက်ခြင်းရယ်ပဲစုံရမရဘူးဒီလိုဘောဘောပေါ့နော်လောလောဆယ်တော့ဒီမူဖြစ်နေသေးရယ်ဆိုတော့လေ ဒီနှလုံးသားလေးထဲမှာလူကျင်တာမင်းစီကလေမြတ်တာတရားတချင်းဟိုဟိုပိုးကတချင်းလောက်ရအရန်ဝါသနာပါတယ်တချင်းနားထောင်ရတာလည်းအရန်ကြိုက်တော့လေဟိုဒီဒီလိုမျိုးကိုပထမဆုံးထုတ်တဲ့တချင်းကိုပထမဆုံးထုတ်တဲ့ခြင်း first time မှာကိုယ်တိုင်လူတွေဟိုကြိုက်ကြရတဲ့အတွက်ပေါ့နော်နောက်ထပ်ထပ်အများကြီးတော့ထပ်လုပ်သွားဖို့ရှိပါလေရှင်ဟုတ်ဒီအစိုးရပြောပေါ်တာငယ်ငယ်လေးနဲ့အိမ်မက်ခဲ့ဟုတ်တယ်ဟုတ်တယ်အိမ်မက်ခဲ့ငယ်ငယ်လေးကတည်းကတခြင်းနေနဲ့ကြီးလာရရှင်ဟုတ် မျိုးရိုးတော့မရှိဘူးရှင်တချင်းကိုကိုကဝါသနာပါတယ်ပေါ့နော်အနားထောင်ရတယ်လည်းအရင်ဝါသနာပါတယ်ဆိုရတယ်လည်းအရင်ဝါသနာပါရှင်ဟုတ်ကိုဝါသနာပါတဲ့အရာကိုကိုအခုချိန်မှာလှုပ်လိုက်တဲ့သဘောပါပဲရှင်ဟုတ်အခုအိမ်မက်တွေကဆက်ဖြစ်လာရပါတော့။အဲအဲ့လိုပြောလို့ရပါတယ်ဟုတ်။ဒါအစလိုကြောက်နေနေရောဒါကိုဘယ်လိုဒီအောင်မြင်ကျင်းလဲ။အဲအဲ့လားတော့လေပိုးကဟိုဘာမှမပြောတတ်ဘူးပေါ့နော်။ပိုးပထမဆုံးကိုဝါသနာပါတဲ့အရာကိုကိုလှုပ်တဲ့အပေါ်မှာဟိုလူတွေကလက်ခံပေးကြတယ်။လိုက်ပြီးတော့ဟိုအားပေးကြတဲ့အပေါ်မှာတော့ဝမ်းတာတယ်။ app ပေါ်မှာလည်းပိုကဆက်ပြီးတော့အများကြီးလုပ်သွားဖို့ရှိပါလိမ့်ရှင်အဓိကတော့ကိုကိုကြိုက်တဲ့အရာကိုကိုလုပ်တဲ့သဘောပါပဲရှင်ဟုတ်ဟုတ်ဂျူရက်ချင်းနေတာရောလာဖို့ရှိလာဖို့ရှိရရှင်ဟုတ်ဟုတ်ပါပြီတတော်လျှောက်အချင်းနေတာတော့စီစဉ်နေရရှင်ဟုတ်အခုလည်းပြင်ဆင်နေပါတယ်ဟုတ် music video လေးကို28ရက်နေ့ကတင်ထားပေးပါပြီရှင် ာ music video လေးကို YouTube မှာလည်း share ပြီးတော့ upload ရပါတယ် Facebook မှာလည်း post တင်ထားပါတယ်ရှင်ဟုတ်တချင်းလေးကို upload ချတဲ့ပရိသတ်တွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် TikTok မှာလည်းဟို like ဆော့ပေးတဲ့တူဦးတယောက်ချင်းစီကိုပိုးကအများကြီးကျေးဇူးတင်ပါတယ်ဟုတ်